ားလုံးပဲမင်္ဂလာပါရှင့်ဗန်ဒူလာ TV News ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမှာကတော့ကိုအောင်မင်းရဲ့ဇွန်လ16ရက်နေ့အတွက်သတင်းတင်ဆက်မှုပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်ပေးကြဖို့မြစ်တာရက်ခံပေးရစီရှင်အောင်မင်္ဂလာပါဗျာမြန်မာတော်သတင်းဌာနရဲ့နေ့စဉ်သတင်း30ချက်တွေကိုကြည့်နေတာဖြစ်ပါတယ်နေ့မှာကျွန်တော်သတင်းအများကြီးတော့မသုံးသက်တော့ဘူးအဓိကအပြင်ကျွန်တော်ပြောထားတဲ့အတိုင်းဒီ Israel နဲ့ Iran ကိစ္စကိုကျွန်တော်နည်းနည်းသုံးသက်ခြင်းတယ်နော်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်ပထမတော့သတင်းသုံးသက်ချက်ပုံမှန်လုပ်မလို့ဒီနေ့ကကျွန်တော်နေတဲ့နေရာမှာမိုးရေအရန်ရွာအရန်ရွာလေးတွေအရန်တိုက်တော့အတန်တွေအတကုံစူညံနေတော့ကျွန်တော်တို့ပြောကျွန်တော်တို့စူရအဲ့လိုမကောင်းဘူးဗျာဒါဒါပွင့်နေပြပြเนาะအဲ့တော့အဲ့ကြောင့်လို့ကျွန်တော်တို့ခဏလေးစောင့်ကြည့်လိုက်တာအခုကတော့မိုးရေလေးတွေညင်ကွာတဲ့အတွက်အဲကျွန်တော်တို့ဒါလေးသတင်းသုံးသက်ချက်လေးလောက်တာပေါ့เนาะဆိုတော့အဓိကအဖြစ်ဗျာအီရန်နဲ့အစ္စရေးပေါ့เนาะအီရန်နဲ့အစ္စရေးကပြောရရင်တော့ဟိုကမ္ဘာရန်လို့ပြောလို့ရတယ်ကမ္ဘာရန်လို့ပြောရဘာကြောင့်လဲဆိုတော့သူတို့ ဒီဟလာဒီပြောရရင်ဘာသာအယူဝါဒမှာဟောတစ်ဖက်ကဂျူးတစ်ဖက်ကအစ္စလာမ်ပေါ့နော်အစ္စလာမ်ပေါ့ဒါကဘာသာရေးနဲ့ဆိုင်တာပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့နေအဲ့ဒီသူတို့ရဲ့ဒေတာနဲ့ပြဿနာတွေနဲ့ပြောရင်လေအစ္စရေးကအဓိကပြောရရင်အစ္စရေးနဲ့အမေရိကန်ပေါင်းပြီးတော့ဆန်ဟိုစင်ဖြုတ်ချခဲ့တယ်ဂရာဗီယိုဖြုတ်ချခဲ့တယ်နော်စသည်အားဖြင့်ပါဗျာတခြားနိုင်ငံလေးတွေရဲ့ခေါင်းဆောင်တွေတော်များများကိုဖြုတ်ချခဲ့တယ်ဖြုတ်ချအဲ့တော့ အီရန်နိုင်ငံကလည်းပြောရရင်တစ်ချိန်ချိန်မှာသူ့အလှည့်ရောက်လာလိမ့်မယ်လို့အီရန်ကလည်းအမြဲတမ်းပြင်ဆင်ထားတယ်နော်အမြဲတမ်းအစ်စ်အနေထားပေါ့ဗျာပြင်ဆင်ထားတယ်အဲ့လိုပဲဘာဖြစ်လဲဆိုတော့အစ္စရေးရဲ့သဘောတရားကလည်းအရှိလေပိုင်းနိုင်ငံတွေအားလုံးမှာသူကလွဲပြီးတော့နျူကလ িয়ার လက်နက်အနုမြေပုံနော်နျူကလ িয়ার ပုံဘယ်သူမှပိုင်ဆိုင်တော့သူကခုမပြုအဲဒါမျိုးသွားလာဆိုတော့ကျန်တဲ့အစ္စလာမစ်နိုင်ငံတွေကလည်းသူတို့ရှိမှာသူတို့သူတို့နိုင်ငံမှာ အနုမြေဘုံပေါ့နော်ဒီနျူကလ িয়ার ဘုံပိုင်ဆိုင်လာခဲ့ရင်အရင်ဆုံးပြစ်မဲ့နိုင်ငံအစ္စရေးနိုင်ငံပဲအဲဒါမျိုးပေါ့တို့ရလေဒီလိုကြုံသွားတာပေါ့နော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့အစ္စရေးနိုင်ငံစတင်တီထောင်ကလေးကစတင်တီထောင်တဲ့အချိန်ကစပြီးတော့အစ္စရေးရဲ့အိမ်နီးချင်းအာရဗ်နိုင်ငံတွေကအစ္စရေးကိုလက်မခံမနဲ့ပုံစံမျိုးမျိုးတိုက်ခိုက်ခဲ့တာပေါ့နော်ပြောရရင်အစ္စရေးနဲ့အာရဗ်စစ်ပွဲကတကယ်နိလာကလာစတာက အာရတ်ရဲ့စတယ်လို့ပြောလို့ရတယ်နော်။ဘာကြောင့်လဲဆိုတော့ဒီဟာလားဒီဟိုနင်းဒေတာကနေဒီအစ္စရေးဒေတာဒီပြောပြောရရင်တော့ပါလက်စတိုင်းဒေတာကိုဒီဒေတာကြီးကပါလက်စတိုင်းဒေတာဒီပါလက်စတိုင်းဒေတာမှာကအဓိကအပြင်ဂျေရုရှလင်ဂျေရုရှလင်ရဲ့ပတ်ဝန်းကျင်မှာကပါလက်စတိုင်းတွေလည်းနေတယ်အစ္စရေးတွေလည်းဂျူးတွေလည်းနေတယ်ပေါ့နော်။အဲ့လိုအခြေအနေမျိုးမှာအင်္ဂလိပ်ကဘာလုပ်လဲဆိုအင်္ဂလိပ်ကသူဒီဒေသကနေပါလက်စတိုင်းဒေသကနေထွက်သွားခံဒီမှာအင်္ဂလိပ်ကဂျူးဒေသနဲ့ပါလက်စတိုင်းဒေသကိုပါတီရှင်းလုပ်ပေးခဲ့တယ်။အဲ့ဒါကိုဂျူးတွေကပေါ့နော်အခုလက်ရှိအစ္စရေးတွေကလက်ခံတယ် ဲ့ပါလက်စတိုင်းတွေလက်မခံအဲ့ကစားပြီးပါလက်စတိုင်းတွေကဣဇရေလကိုတိုက်ခိုက်တယ်အဲ့တော့ဣဇရေလကပြတ်တိုက်ခိုက်တယ်ပါလက်စတိုင်းတွေတော်တော်များများပါလက်စတိုင်းနေမြန်တွေထွက်ပြေးရတယ်ဒုက္ခတွေဖြစ်နေဒီကနေ့ဒီဒုက္ခတွေဖြစ်နေပေါ့ပြဿနာတွေကအဲ့ဒီအဲ့ဒီအဲဒီကိုဆလာတာပေါ့ဒါပေမဲ့ဣဇရေလနိုင်ငံကအဲ့ဒီအချိန်တွေကသူ့နိုင်ငံကိုသူတိဆောက်တယ်သူ့ကိုလာတိုက်ရင်ပြက်ပြက်သားသားတိုက်တယ်အဲ့ဒါမျိုးပေါ့နော်ဆိုတော့အဲ့လိုဖြစ်လာတာနေပြီးတော့ပထမဆုံးဒီအရဒိတာမှာပေါ့နော်အရဒိတာမှာအဓိကအဖြစ်တော့ဒီ ဒီအီရန်တို့အီရတ်တို့ပေါ့နော်ဒီနိုင်ငံနှစ်နိုင်ငံကပြောရတစ်ချိန်လုံးကအမေရိကန်ရဲ့ဟိုလောင်ရိတ်ခံအမေရိကန်လောင်ရိတ်ပြောအမေရိကန်မဟာမိတ်အမေရိကန်နဲ့ဆက်ဆံရေးကောင်းတဲ့ခေါင်းဆောင်တွေအထုတ်ခဲ့တဲ့နိုင်ငံတွေအထုတ်ခဲ့နိုင်အဲ့တော့ဒီပါလက်စတိုင်းနဲ့အစ္စရေလခွဲရေးတွဲရေးမှာပထမဆုံးစပြဿနာဖြစ်တဲ့အချိန်မှာအမေရိကန်ကပါလက်စတိုင်းဘက်ကရက်တည်တာအမေရိကန်ပါလက်စတိုင်းဘက်ကရက်တည်တယ်အင်္ဂလိပ်က အစ်ဇွေဘက်ကယက်တည်တယ်ဒါပေမဲ့နောက်ပိုင်းမှာအမေရိကန်မှာရှိတဲ့ဂျူးတွေကနေပြီးတော့တက်လာတဲ့အမေရိကန်အစိုးရတိုင်းကိုစီယုံပြီးတော့နောက်ပိုင်းကျတော့အမေရိကန်အစိုးရအဆက်ဆက်ဟာအစ်ဇွေဘက်ကယက်တည်သွားတဲ့ပုံစံဖြစ်သွားတာပေါ့နော်ပုံစံဖြစ်သွားနောက်ကျတော့ဒီဟိုနေ့ကတပိပိနဲ့ပါလဲဆိုတော့ပါလက်စတိုင်းတွေကသူတို့နောက်မှာဗက်ကင်နိုင်ငံပျောက်လာတယ်ပျောက်လာနောက်ဆုံးကျတော့ရုရှားပေါ့နော်အဲတော့ဆိုဗီယက်ပြည်တော်စုကသူတို့ထောက်ခံတယ်ပေါ့နော်သူတို့သူတို့ဗက်ကင်ပေးတယ်ပေါ့ ကျွန်တော်တို့အားလုံးကြားဦးလိမ့်မယ်လားကျွန်တော်တို့ဒီရာဆာရာဖက်တို့ပေါ့ဆိုပြောရရင်တကယ်ဆိုပြီးရဲခေါင်းဆောင်နေနေအရန်နီးစက်တဲ့ဆက်ဆံရေးရှိခဲ့တယ်နော်အဲ့ဒီမှာတည်းကဒီအရှိလေပိုင်းပြဿနာကြီးကဖြစ်နေတယ်ဒါပေမဲ့နောက်အဲ့သူ့ရဲ့နောက်ကြောင်းနေရှိတော့ဗျအဓိကအဖြစ်တော့ရေနံပေါ့ရေနံအရန်ထွက်တယ်ဘာလို့လဲဆိုကဘာမှာကစွန့်အင်ရဲ့မူလဈေးမြစ်ကအဲ့ချိန်တော့ရေနံဖြစ်နေတာပေါ့နော်ရေနံဖြစ်နေတဲ့အခါကျတော့ဒီရေနံတယံဇာတာအရန်ကျွေွားတဲ့နိုင်ငံဒေတာကြီးကိုလွှမ်းမိုးဖို့အတွက်နိုင်ငံကြီးတွေကအဓိကအဖြစ် စက်မှုအင်အားကြီးနိုင်ငံတွေကစူးစမ်းတာပေါ့နော်။ဘာကြောင့်လဲဆိုတော့တို့ရဲ့စက်မှုထုတ်ကုန်ဘလောက်ပဲထုတ်ထုတ်ဒီရေနံရဲ့ရေနံမရှိရင်ပေါ့နော်။ဒီလောင်စာမရှိရင်ဘာမှလုပ်လို့မရဆိုတော့တို့သိတယ်။ဒါကြောင့်မို့ဒီဒေတာကိုအပြိုင်ဆိုင်လွှမ်းမိုးဖို့စူးစမ်းတာပေါ့ရုရှားကိုအမေရိကန်အုပ်စုတွေကိုစသည်အပြင်မှာဒါအဲ့မှာစီရေးကာလာရဲ့တကယ့်ကိုအချက်အချာဒေတာကြီးဖြစ်သွားတာပေါ့ရှေ့လေပိုင်းဒေတာတွေနော်အဲ့ဒီမှာထားပါတော့ကျွန်တော်တို့ဒီအီရန်နဲ့အီရန်နဲ့အီရန်ဆစ်ဖြစ်တယ် ပြီးတော့နောက်တစ်ခုကပါလဲဆိုတော့အီရန်နဲ့အီရန်ဆင်မဖြစ်ခင်မှာအီရန်နိုင်ငံကရှားဘီယံပေါ့နော်အမေရိကန်ရဲ့အမေရိကန်နဲ့ဆက်ဆံရေးကောင်းတဲ့ရှားဘီယံအစိုးရကိုလက်ရှိအီရန်ပြောခါမီနီအုပ်စုပေါ့နော်ဘာသာရေးအစိုးရအုပ်စုတွေကဖြုတ်ချလိုက်တယ်။အဲ့ဒီအချိန်ကစပြီးတော့အီရန်နဲ့အမေရိကန်ဆက်ဆံရေးမကောင်းဘူး။အဲ့လိုပဲတစ်ချိန်လုံးကအမေရိကန်နဲ့အီရန်နဲ့ဆက်ဆံရေးကောင်းတယ်။ဒါပေမဲ့နောက်ပိုင်းဆရန်ဟူစိန်ကတဖြည်းဖြည်းနဲ့ aggressive ဖြစ်လာတယ်။တဖြည်းဖြည်းနဲ့အစွန်းရောက်လာတဲ့ခါကျတော့အမေရိကန်နဲ့အီရန်နဲ့ဆက်ဆံရေးမကောင်းတော့ဘူးပေါ့။ ဲ့တော့ဘာဖြစ်လဲဆိုတော့ပထမဆုံးစပြီးတော့ခံရတာကအဓိကအဖြစ်တော့အီရက်ပေါ့နော်အီရက်ခံရတယ်စတန်ဝင်ပြုတ်ကျသွားတယ်စတန်ဝင်ပြုတ်ကျပြီးတဲ့နောက်ပိုင်းမှာတစ်ဖက်မှာရှိတဲ့ကျွန်တော်တို့ဂရာဖီပြုတ်ကျတယ်အဓိကအဖြစ်တော့ဘာလဲဆိုတော့ RF ဒေတာမှာရှိတဲ့တခြားနိုင်ငံခေါင်းဆောင်တွေကလည်းသူတို့နိုင်ငံတွေကို ပေါ့နော်အဓိကအဖြစ်ဒီအီရန်တို့အီရက်တို့ရဲ့လွှမ်းမိုးမှုတွေဝင်လာမှာကြောက်လို့သူတို့ကလည်းအဓိကအဖြစ်အနောက်နိုင်ငံတွေနဲ့အဓိကဆက်ဆံတယ်ပေါ့နော်နောက်နိုင်ငံတွေနဲ့အဓိက လက်ဘုံတိဆက်ဆံတယ်ပေါ့အဲအဲ့လိုဆက်ဆံတဲ့ခါကျတော့အဓိကပြင်ဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့တခြားအုပ်စုဝင်တွေဥပမာပြောဆော်ရီအာရေဗီယာတို့နောက်ပြီးတော့ကျွန်တော်တို့ဒီဟွန်နင်းတို့ဗာလေ UAE တို့ဒီနိုင်ငံတွေအဓိကအပြင်နောက်အုပ်စုနိုင်ငံတွေနဲ့ဆက်ဆံတယ်ဒါပေမဲ့ကြံတဲ့တခြားနိုင်ငံတွေပေါ့နော်ဟိုဘယ်လိုခေါ်မလဲအမေရိကန်နဲ့အဆင်မပြေတဲ့နိုင်ငံတွေကတော့အဓိကရုရှားနဲ့ဆက်ဆံတာပေါ့အဲ့လိုရုရှားနီးပညာနဲ့ပဲအီရတ်နိုင်ငံကနျူကလ িয়ার တပ်ပေါင်းမှုတကူစောက်ဖို့လုပ်ခဲ့ဘူးလေအဲ့လိုနျူကလ িয়ার တပ်ပေါင်းမှုစောက်ဖို့နှုတ်တာဦး ကျွန်တော်ပြောဦးပါတယ်အဲ background မှာ2မိနစ်ဆိုရယ်စာအုပ်ဖတ်ကြည့်ရအီရက်အွန်အစ္စရေးလာပြီးတော့အဲ့တပေါင်းမူယူလာပြီးတော့ဖြက်စီးပလိုက်တယ်ဒါကရှေ့လေပိုင်းဒေတာမှာ ပထမဆုံးနျူကလ িয়ার ဘုံလုပ်ဖို့ကြိုးစားတဲ့နိုင်ငံပေါ့အီရက်နိုင်ငံအီရက်နိုင်ငံပြီးတော့ကျွန်တော်အရင်တော့တုံသက်ပြခဲ့တယ်လို့ပဲဂရာဖီဂရာဖီကလည်းဒီလိုပဲရတယ်နျူကလ িয়ার တပေါင်းမူမတည်ဘူးနျူကလ িয়ার ပညာရှင်လည်းမမွေဘူးနျူကလ িয়ার ဘုံဝယ်မယ်ဝယ်ပြီးတော့နျူကလ িয়ার ဘုံရလာတဲ့တနေ့ကျရင် အစ္စရေးနိုင်ငံကိုပြောင်းပုံပေါ်ရအောင်လုပ်မယ်ဆိုဒီဂရာဖီကလည်းဒီလိုကြုံသွားခဲ့တာပဲဒါပေမဲ့နောက်ဆုံးမှာဂရာဖီလည်းသူ့ရဲ့နိုင်ငံသားတွေကပြန်ပြီးတော့အသက်ခံလိုက်ရတော့အသက်ခံလိုက်အီရန်ကကြတော့အဲ့ဒီပြဿနာတွေကိုသူကအမြဲတမ်းနမူနာယူထားတယ်အမြဲတမ်းပြောရရင်တော့သင်ကန်းသာယူထားတယ်ပြောမှာနော်သင်ကန်းသာယူထားတယ်အဲ့တော့အီရန်ကလည်းသူကလည်းသိတယ်တနေ့နေ့ဒီအစ္စရေးနဲ့အမေရိကန်ရဲ့မြောက်ဦးကအီရန်နိုင်ငံဘက်ကိုလှည့်လာမယ်ဆိုတာအီရန်အမြဲသိတယ်ဒါမှမဟုတ်အီရန်ကလည်းဘာလို့လဲဆိုတော့သူ့ရဲ့ နျူကလ িয়ার ဘုံထုတ်လုပ်တဲ့ program တွေကိုသူကအဓိကအဖြစ်တူတူတည်းလုပ်တယ်တူတူတည်းနဲ့လုပ်တယ်သူပေမဲ့ IAEA ရတည်သွားတဲ့ခါကျတော့လေ IAEA ရဲ့စစ်ဆေးမှုကိုသူလက်ခံတယ်လားလားကြိုက်တဲ့အချိန်လားစစ်အဲဒါမျိုးပေါ့နော်ဒါပေမဲ့တခါတလေကြရင်တော့ပြောရရင်တော့ Iran ကနည်းနည်းလေး aggressive ဖြစ်ပြီးတော့ IAEA ဆိုတာပြောတော့ပြောရရင်တော့ International Atomic Agency ပေါ့နော်ဒီ BB ဆိုင်ရနုမြူနန်းနန်းစစ်ဆေးရေးအဖွဲ့ပေါ့ထိန်းချုပ်ရေးအဖွဲ့ပေါ့နော်နုမြူထိန်းချုပ်ရေးအဖွဲ့ပေါ့ ိုက်ဖွဲ့ရသူကစစ်ဆေးမယ်လို့ကျင်တစ်ခါလေကျရင်သူကအဆင်မခံနိုင်မျိုးရှိတယ်ဒါတော့နိုင်ငံရေးကစားတာပေါ့ဗျာပြီးပြီလို့တော့နောက်နိုင်ငံတွေကဘာတွေးလဲဆိုတော့အီရန်နိုင်ငံလိုမျိုးရေနံရံတို့တဘာဝတက်ငွေလို့ပေါ်ကျွယ်ဝနေတဲ့နိုင်ငံတခုကအနုမြူစွမ်းအင်လိုအပ်သေးသလားလို့သူတို့ဒါမျိုးတွေးတာပေါ့နော်အဲ့တော့ဘာလုပ်လဲဆိုတော့အီရန်ဟာအနုမြူဒါဟာဘေးစက်ရုံနျူကလ িয়ার ဒါဟာဘေးစက်ရုံတိစောက်တာဟာမြို့တော်ပင်ဆိုစီကမှနျူကလ িয়ার လက်နက်နူမီယာဘုံထုတ်လုပ်ဖို့ဖြစ်တယ်လို့အနောက်နိုင်ငံတွေကဒီလိုတတိယယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့ဒီအနုမြူဒါဘီစက်ယုံကထွက်လာတဲ့ဒီအနုမြူပြားတွေပေါ့နော်ဒီပြားလောင်စာတွေပေါ့ဒါတွေကိုပြန်ပြီးတန့်စင်လိုက်ရင်ဒါတွေကအနုမြူဘုံထုတ်လို့ရတယ်။အဲ့တော့အီရန်ကလည်းတချို့ပြားတွေကို IAEA ကိုအပြည့်အဝမအပ်ဘူးဘာညာဆိုဒါမျိုးတွေဖြစ်လာ။ဒါပေမဲ့အီရန်ကသူ့လှုပ်ဆောင်ချက်ကခြေစမ်းလုံတယ်။ခြေစမ်းလုံလို့ဒီဇိုင်းမမတ်လုပ်တယ်နော်ဒီဇိုင်းမမတ်လုပ်တယ်။အဲ့လိုပဲသူ့ကို အရင်ဆုံးတိုက်မဲ့နိုင်ငံဟာအစ္စရေးနိုင်ငံဖြစ်တယ်ဆိုတော့သူ့အနေနဲ့အမြဲတမ်းဘယ်လိုခေါ်မလဲသတ်မှတ်ထားလိမ့်မယ်သတ်မှတ်ထားလိမ့်မယ်သူထင်တဲ့အတိုင်းပဲအစ္စရေးကအခုလက်ရှိလားအခုကျွန်တော်တို့ဒီ6လပိုင်း73ရက်နေ့ကအီရန်ကိုစတိုက်ခိုက်တယ်အီရန်ကိုတိုက်ခိုက်တာကလည်းအဓိကအဖြစ်အီရန်နဲ့အမေရိကန်တွေကဒီနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့ဆွေးနွေးပွဲတစ်ခုလုပ်ဖို့ရှိတယ်ဒါပေမဲ့အီရန်ကဒါကိုဆွေးနွေးမယ်မဆွေးနွေးဘူးဆိုတော့အကြောင်းမပြန်သေးဘူးအဲအကြောင်းမပြန်ခင်မှာပဲ အစ္စရေးကနေပြီးတော့အီရန်နိုင်ငံဟာနျူကလ িয়ার ဘုံကြားဖို့အတွက်ရပ်ပိုင်းမဲ့လို့တော့တယ်ဆိုပြီးတော့အဲ့အကြောင်းပြချက်နဲ့အီရန်နိုင်ငံဝင်တိုက်တာဒါအီရန်ဝင်တိုက်တာဒါပေမဲ့ကျွန်တော်တို့ပြန်ပြီးလေ့လာကြည့်တဲ့အခါကျတော့အစ္စရေးကအီရန်ကိုမတိုက်ခင်မှာပြောရရင်အီရန်ကိုတိုက်ဖို့အတွက်ဒီဘက်မှာကျွန်တော်တို့ဟာမတ်ရဲ့ဟစ်စဘိုလာရဲ့ဟူတီရဲ့ပေါ့နော်ဒီအီရန်ရဲ့ proxy တွေခေါ်မှာပေါ့အီရန်ရဲ့ပြောရရင်ဟိုနယ်ရုပ်တွေပေါ့နော်အီရန်ရဲ့ ဟိုကိုစားပေါ့ဗျာအီရန်ကိုစားပေါ့အီရန်ရဲ့ပြောရလို့ရှိရင်ဒီဒီတကယ်အကြံဖက်ဟိုအီရန်ရဲ့လက်တံတွေပေါ့နော်ဒါတွေကိုအစ္စရေးကအရင်ဆုံးတိုက်တယ်အဲ့လိုတိုက်တဲ့အချိန်မှတည်းကအီရန်ဟာတော်တော်လေးတတိထားနေတဲ့သဘောရှိတယ်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ကသုံးသပ်မိတာကဘာလဲဆိုတော့ဟာမတ်စ်ကိုတိုက်လိုက်တယ်ဟာမတ်စ်ကထားလိုက်တော့အစ္စရေးနဲ့အနီးကပ်ဆုံးအီရန်လည်းတွတ်မိလိမ့်မယ်ဟာမတ်စ်ကိုအရင်တိုက်မယ်ဆိုတော့တွတ်မိလိမ့်မယ်ဟာမတ်စ်ကိုတိုက်တာက ဘယ်တုံးနဲ့မှမတူတဲ့ပုံစံမျိုးနဲ့အစ္စရေးကတိုက်ပလိုက်တယ်လုံးဝဟောမတ်စ်ခေါင်းမထောင်လာနိုင်အောင်တိုက်ပလိုက်တယ်ပြီးလည်းပြီးတော့ဟစ်စ်ဘိုလာကိုလေဗနွန်နိုင်ငံထဲအထိဝင်တိုက်ပလိုက်တယ်အစ္စဘိုလာတိုက်လိုက်ဒါပေမဲ့ဒီဘက်မှာကျွန်တော်တို့ယီမင်နိုင်ငံမှာရှိတဲ့ဟူတီသဘုံတွေရှိတယ်ဟူတီသဘုံတွေကိုတိုက်ဖို့ကြတော့အတော်များများမလွယ်ဘူးဖြစ်လာဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့မှာသုံးသက်ကြည့်တာဟူတီသဘုံတွေရဲ့လက်နက်တွေကတော်တော်လေးခင်မိတယ်ဟူတီသဘုံတွေရဲ့ဒရုန်းတွေက အမေရိကန်လေနင်သင်းမောတွေအမေရိကန်ရဲ့ destroyer တွေပေါ့နော်ဖြတ်သင်းမောတွေကိုတော့လှမ်းပစ်လို့ရတဲ့အဆင့်ထိနှိပညာမြင့်နှိပညာမြင့်ဒါတွေကကျွန်တော်တို့တွေ့ကြည့်တာပါလဲဆိုတော့ဒီဟာတွေကအီရန်ကနေပြီးတော့သူ့ရဲ့တပည့်တွေကိုဟုတ်လားသူလုံနေတဲ့လက်နက်တွေကိုစမ်းသက်ခိုင်းနေလို့ကျွန်တော်တို့ဒီလိုသုံးသက်တယ်စမ်းသက်ခိုင်းနေလို့ကျွန်တော်တို့ဒီလိုသုံးသက်တယ်အဲ့တော့ဟူဒီတပုံကိုတိုက်ပြီးလို့လက်ရှိနေထားမှာတော့ဟူဒီကိုတော့ဒီကောင်တွေပြောရရင်အပြည့်ရှင်းလို့မရဘူးနော်အပြည့်ရှင်းလို့မရဘူး။ဘာကြောင့်လဲဆိုတော့လက်ရှိအနေထားမှာအမေရိကန်ကရောဒီနေတိုးရော ဟူဒီတဘုံတွေကိုရတန်ပေးထားတာရှိတယ်။ဟူဒီတဘုံတွေအနေနဲ့ဒီကျွန်တော်တို့ဒီဟိုနေမို့နော်ရက်စီးထဲမှာသွားလာနေတဲ့တင်မောတွေကိုနောက်တစ်ခါနှောက်ရှက်ရင်ဒီသူတို့မြေပြင်ထိုးစစ်အထိဝင်မယ်ဆိုတဲ့ပုံစံမျိုးအထိဂျင်းမြင်နိုင်ငံကိုနေတိုးနဲ့အမေရိကန်ချင်းရောက်ထားတာရှိတယ်။အဲ့တော့ဟူဒီကလက်ရှိနေတာမှာငြိမ်သွားတယ်။ဟူဒီငြိမ်သွားတဲ့အချိန်မှာအစ္စရေးကအီရန်ကိုဝင်တိုက်တာလို့သုံးသပ်တယ်။အဲ့တော့အစ္စရေးကအီရန်ကိုဝင်တိုက်လိုက်တဲ့အချိန်မှာလွယ်လွယ်လေးတိုက်လို့ရလားဆိုတော့ ထင်တော့တော့မလွယ်ဘူးထင်တော့တော့မလွယ်ဘူးလို့ဘာကြောင့်ပြောလဲဆိုတော့အစ်ဇွေးဟာသူ့ရဲ့ဟလာဒီအစ်ဇွေးနဲ့အီရန်ကမိုင်မောင်း1500လောက်ချားတယ်အဲ့ဒီဂျားထဲမှာကျွန်တော်တို့ဟလာဂျော်ဒန်တို့ဘာလို့ရှိတာပေါ့နော်ဒီနိုင်ငံတွေရဲ့ဝင်ရင်ပိုင်နက်တွေကိုဖျက်ပြီးတော့အစ်ဇွေးဟာအီရန်နိုင်ငံထဲကိုသူ့ရဲ့လေယာဉ်တွေရောက်လာတယ်ရောက်လာတဲ့အချိန်မှာထူးဆန်းတာကအစ်ဇွေးရဲ့နောက်ဆုံးပေါ်ပြောရရင်အစ်ဇွေးနိုင်ငံမှာအသုံးပြုနေတဲ့ အမေရိကန်ထုတ်နောက်ဆုံးပေါ့ F35 လေယာဉ်နှစ်စီးကိုအီရန်ကပစ်ချလိုက်နိုင်တယ်။အီရန်ကပစ်ချလိုက်နိုင်တယ်။အဲ့ဒီမှာအစ္စရေးတော်တော်လန့်သွားတယ်။အစ္စရေးတော်တော်လန့်သွားတယ်။ဆိုတော့ပြောလို့ရှိရင်ဒီ F35 တို့ဟုတ်လား F60 latest model တို့ဆိုတာကပြောလို့ရှိရင်ပစ်ချဖို့ဆိုတာအတော်မလွယ်တဲ့လေယာဉ်တွေလို့ပြောလို့ရတယ်။ပြောလို့ရဒါပေမဲ့အီရန်ကအစ္စရေးရဲ့ F35 နှစ်စီးကို F35 တစ်စီးနဲ့ F16 တစ်စီးကိုပစ်ချလိုက်တယ် ဲ့တော့ဘာဖြစ်လဲဆိုတော့အမေရိကန်မှာတုံ့လုတ်သွားတယ်။အဲ့လိုတုံ့လုတ်သွားတဲ့အချိန်မှာပဲဘာဖြစ်လဲဆိုတော့အီရန်ကနေပြီးတော့အစ္စရေးကိုအရင်ဆုံးဒရုန်းအစင်းတရာနဲ့လှမ်းပစ်တယ်။အဲ့ဒရုန်းအစင်းတရာကိုဂျော်ဒန်ကသူ့နိုင်ငံထဲဝင်လာတဲ့ဒရုန်းတွေကိုသူဖျက်ချတယ်။အစ္စရေးကလည်းဖျက်ချလိုက်နိုင်တယ်။ဒါက first phase ခေါ်မှာပေါ့နော်။ပထမအတုပ်အနေနဲ့ပစ်တယ်။ဒုတိယအတုပ်အနေကြတော့ဘာဖြစ်လာလဲဆိုတော့ရှေ့မှာဒရုန်းတွေပစ်တယ်။နောက်ကနေပြီးတော့ blasted missile တွေလိုက်တယ်။အဲ့ဒီနောက်ကနေပြီးတော့ hypersonic missile နဲ့လိုက်လာတော့ပြစ်တာတဖြည်းဖြည်းနဲ့အီရန်ကအစ္စရေးကိုဒီ rocket တွေနဲ့တိုက်ခိုက်တာကစနစ်ပူကျလာတယ်ဒီလိုပြောခြင်းလေအဲ့တော့အီရန်ကအစ္စရေးကိုတိုက်ခိုက်ဖို့အမြဲပြင်ဆင်နေလိမ့်မယ်အစ္စရေးကလည်းအီရန်ကိုတိုက်ခိုက်ဖို့အမြဲပြင်ဆင်နေလိမ့်မယ်အီရန်ဟာတခြားအာရဗ်ခေါင်းဆောင်တွေလိုဟုတ်လားအစ္စရေးကို short တ်ပုံမရဘူးဒါပေမဲ့အစ္စရေးကတော့အီရန်ကို short တ်ပုံရတယ်လို့ကျွန်တော်တို့ဒီနေရာမှာသုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့တကယ်နေလားငါလားမြေပြင်တပ်ဖွဲ့တွေသို့မဟုတ် လေကြောင်းအနေနဲ့အီရန်ကအစ္စရေးကိုတတ်တိုက်ဖို့ဆိုတာမလွယ်ဘူး။ဘာကြောင့်လဲဆိုတော့အီရန်မှာကအဲ့လောက်ခင့်မိတဲ့တိုက်လေနေမရှိဘူး။အီရန်မှာကအရင်တော့ဆေးအေးကာလတုန်းကရုရှားရှီကရထားတဲ့တိုက်လေရင်ဒီလောက်ပဲရှိတယ်နော်။အီရန်မှာအဲ့လောက်တိုက်ခိုက်ရေးလေနေမရှိဘူး။အဲ့တော့အီရန်ကသူ့ရဲ့အားသာချက်ဖြစ်တဲ့နော်သူအစ္စရေးကိုတိုက်ခိုက်ဖို့အတွက်ဒီမဇိုင်းတွေကိုအဓိကအပြင်ဒုံးမြန်တွေ hypersonic တို့ ballistic တို့ခုနပြောတဲ့ကျွန်တော်တို့ဒီ ဟိုနင်းတို့ဗာလဲ drone တို့ဒါတွေကိုအဓိကဒီနည်းပညာတွေကိုအဓိကလေ့လာတယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်လို့ရတယ်မြေပြင်တပ်ဖွဲ့ကိုရှင်မယ်ဆိုလို့ရှိရင်လည်းအီရန်မှာကစစ်တီအင်က6သိန်းကျော်ရှိတယ်3သိန်းခွဲက3သိန်းခွဲအရန်တပ်ဖွဲ့က3သိန်းခွဲရှိတယ်လေရင်စီး950စီးရှိတယ်တင့်ကားပေါင်း1913စီးရှိတယ်ဒုံးပြန်အစင်းပေါင်း3000ကျော်ရှိတာဗောနော်အီရန်နိုင်ငံမှာအစ်ဇွေးမှာကျတော့စစ်တီအင်က3သိန်းရှိ3သိန်း9000ကျော်ရှိတယ် အရန်အင်အားခေါ်လို့ရမယ်ဆိုလို့ရှိရင်၄သိန်း၆တောင်းလောက်ခေါ်လို့ရမယ်။လင်း611သိန်းရှိတယ်။တင့်1300လောက်ရှိတယ်။ခင်မီတင့်နေနော်။ဒါကအစ္စရေးနဲ့အီရန်ရဲ့စစ်အင်အားကိုနှိုင်းရှင်တာပေါ့။နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဒီဟိုနေ့ကအစ္စရေးမှာကသူ့ကိုအီရန်ကနော်သူနဲ့အကေအီရန်နဲ့ပြဿနာဖြစ်လာရင်အီရန်ဟာသူ့ကိုဒီဒုံးမြန်နေပဲပြစ်လိုက်မယ်ဆိုတာသူလည်းတွတ်ထားပုံရ။ဒါကြောင့်မလို့အစ္စရေးကသူ့ရဲ့ဒုံးမြန်ကာကွယ်ရေးစနစ်ကိုတုံးဆင့်ထားထားတယ်။ ပထမတစ်ဆင့်ကကြတော့ Aero Missile System ပေါ့နော်။သူက Long Range Long Range ဆိုတာဘယ်လောက်ထိလဲဆိုတော့သူကသူ့နိုင်ငံကိုပစ်လိုက်တဲ့ဒုံးမြန်တွေကိုသူကဒီပြောရလို့ရှိရင်ဟိုနေ့ပေါ့နော်ဒီကမ္ဘာကမ္ဘာပတ်လမ်းကြောင်းအတွင်းမှာဖျက်ချနိုင်တယ်နော်။မိုင်းတစ်ထောင်လောက်အတွင်းမှာပေါ့နော်။သူ့နိုင်ငံရဲ့ Radius မိုင်းတစ်ထောင်အတွင်းမှာဖျက်ချနိုင်တယ်။ဒါက Aero Drone System ပေါ့နော်။နောက်တစ်ခုကဘာလဲဆိုတော့နောက်နံပါတ်2ကကြတော့ဘာလဲဆိုတော့ Davis Lane ပေါ့နော်။ Davis Lane ကကြတော့ middle middle range ပေါ့နော်။ မီဒရိတ်ကသူကဒီသူ့ရဲ့အချင်းမိုင်180အတွင်းမှာသူ့နိုင်ငံကိုပြစ်လိုက်တဲ့ဒုံးမြန်တွေကိုမိုင်180အတွင်းမှာဖျက်ချနိုင်တယ်။နောက်ဆုံးတစ်ခုကကြတော့အခုအရန်နာမည်ကြီးနေတဲ့ Iron Drone ပေါ့။ Iron Drone ကကြတော့သူက short range မိုင်40အတွင်းဝင်လာတဲ့ rocket တွေကိုပစ်ချနိုင်တယ်။ Iron Drone က Iron Drone ကအရန်တိကျတယ်လို့သူနာမည်ကြီးတာပေါ့နာမည်ကြီးတယ်။ဒါပေမဲ့အီရန်ကပြစ်လွတ်လိုက်တဲ့ဒုံးမြန်တွေကတော့အရင်တိုင်းပဲ။ အီရန်မှာ drone တွေရှိတယ် blasted missile တွေရှိတယ် hypersonic တွေရှိတယ်သူကအီရန်ကဒါတွေကို drone ကြီးပဲ hypersonic ကြီးပဲ blasted missile ကြီးပဲဒီလိုမျိုးမပြစ်ဘူးမပြစ်ဘဲနဲ့သူက face တစ်ခုရင်းစီမှာအရင်ဆုံးပြစ်တာက face တစ်ခုရဲ့အရှိဆုံးမှာ drone နေသွားတယ်အဲ့ drone တွေရဲ့နောက်မှာမှာဒုတိယ face အနေနဲ့ hypersonic တွေ blasted missile တွေလိုက်တယ်နောက်ပြီးတော့အဲ့နောက်ကမှ hypersonic တွေလိုက်တယ်အဲ့တော့ဒီဘက်မှာ အစ္စရေးရဲ့ဒုံးမြန်လေကာစနစ်တွေကဒရုန်းတွေ ballistic design တွေနဲ့အလုပ်ရှုပ်နေတဲ့အချိန်မှာ hypersonic design တွေကသူတို့တတ်မှတ်ထားတဲ့ပြစ်မှတ်တွေကိုတိတိကျကျသွားထိတာအခုဆိုလို့ရှိရင် hypha မြို့ပေါ့နော် hypha ဆိုတာပြောရင် hypha ရော jaffa ရောဆိုတာပြောရင်အစ္စရေးရဲ့မြို့တော်ကြီးတွေပေါ့ hypha မြို့မှာရှိတဲ့စိတ်ကန်းတွေပေါ့ဒီစိတ်ကန်းတွေကိုပြစ်မှတ်ထားပြီးပြစ်တယ်နောက်တစ်ခုကဘာဖြစ်လဲဆိုတော့အစ္စရေးနိုင်ငံရဲ့စစ်ဌာနချုပ်ပေါ့နော် ပြောရရင်အမေရိကန်လိုမျိုးပင့်တကွန်ပေါ့အစ္စရေးပင့်တကွန်စစ်ဌာနချုပ်ကိုပြစ်မှတ်ထားပြီးတဲ့အဲ့ဒီပြစ်ချက်တွေအားလုံးကထိတယ်နောက်တစ်ခုကကျွန်တော်တို့အစ္စရေးရဲ့လေစိတ်တွေကို ပြစ်တယ်အစ္စရေးရဲ့မော့ဆက်ဌာနချုပ်ကိုပြစ်တယ်အစ္စရေးနိုင်ငံရဲ့စစ်စခန်းတွေကိုပြစ်တယ်ဒါတွေအကုန်လုံးလည်းထိတယ်အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကအမေရိကန်ရဲ့ Patriot ဒုံးမြန်နေရလေအီရန်ရဲ့ဒီ blessed missile တို့ hypersonic missile တို့ဒီဒုံးမြန်တို့ လှမ်းပြီးတော့ဖြတ်သေးတယ်ဒါပေမဲ့ဒီဟာတွေကလည်းမထိရောက်ဘူးဆိုတဲ့သဘောတော့တွေ့ရတယ်တွေ့ရအဲ့တော့လက်ရှိအနေအထားမှာအီရန်ရဲ့တိုက်ခိုက်မှုကနေတူအဖွဲ့ဝင်တွေပါနည်းနည်းလေးတုံ့လှုပ်သွားတယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့အီရန်ဟာတရုတ်နဲ့ရုရှားပေါ်နဲ့အီရန်နဲ့ကဆက်ဆံရေးကောင်းတယ်အဲ့တော့အီရန်အခုအသုံးပြုလိုက်တဲ့နှီးပညာတွေဟာတရုတ်ရဲ့နှီးပညာတွေလားရုရှားရဲ့နှီးပညာတွေလားဒါပေမဲ့အီရန်ဟာတရုတ်နဲ့ရုရှားရဲ့ proxy လားပေါ့ဒါတွေပုံကအမျိုးမျိုး အများကြီးစဉ်းစားလို့ရတယ်။ဒါပေမဲ့အမေရိကန်ကတော့လက်ရှိအနေအထားမှာအီရန်ကိုမင်းတော်လိုက်တော့လို့ပြောနေတယ်။ဒါပေမဲ့အစ္စရေးကိုတော့မတားဘူး။နောက်တစ်ခုကဘာလဲဆိုတော့အနောက်အစုနိုင်ငံတွေကဒီစစ်ပွဲကိုစတာအီရန်ကစတယ်လို့ဒီလိုသုံးနေတယ်။အဲ့တော့အခုနောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့နိုင်ငံကသတင်းဌာနတွေကလည်းစစ်ပွဲကိုဘယ်သူကစတယ်ဘယ်သူကစတယ်လို့မပြောတော့ဘူး။မပြောဘဲနဲ့မသုံးသပ်ဘဲနဲ့အဓိကအဖြစ်ဒီစစ်ပွဲရဲ့အခြေအနေဘယ်လိုရှိတယ်ဆိုတော့သုံးသက်လာ။သုံးသက်လာပြီးနောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့အစ္စရေးကသူ့နိုင်ငံမှာအထူးကိမှုတွေများလာတဲ့အခါကျတော့တချို့နေရာတွေမှာ တတင်းလောက်တွေအဝင်မခံတော့အဲ့လောက်ထိဖြစ်လာတယ်အဲ့လောက်ထိဖြစ်လာဆိုလက်ရှိအနေထားမှာတော့ပြောရလို့ရှိရင်ဒီပြောရရင်ပြီးခဲ့တဲ့အဲ့လား2024နှစ်ကုန်ပိုင်းမှာအီရန်ကအစ္စရေးကိုတခါပြစ်ပူးတယ်နော်ပြစ်ပူးတယ်အဲ့လိုပြစ်တော့ကလည်းပြောရရင်ဒီလောက်အောင်မြင်မှုမရှိဘူးပြောရရင်ဘယ်လိုလဲဆိုတော့အီရန်နိုင်ငံဟာသူ့ရဲ့ဒုံးမြန်ပြစ်တဲ့စနစ်နိပညာဝန်ဒုံးမြန်ပြစ်တဲ့စနစ်ရဲ့သူ့ရဲ့ဒုံးမြန်ရဲ့အရေးအသွေးတွေက တဖြည်းဖြည်းမြင့်လာတယ်လို့ကျွန်တော်ဒီလိုသုံးသပ်လို့ရတယ်။ကဘာကြီးရတယ်ဒီလိုသုံးသပ်တယ်။နောက်ဆုံးပြောရလို့ရှိရင်အစ္စရေးအနေနဲ့အီရန်ကိုမနိုင်တော့ဘူးဆိုနောက်ဆုံးအနေနဲ့အနုမြေပုံထုတ်သူနျူကလ িয়ার ပုံသုံးမှရတော့မယ်ဆိုတဲ့ပုံစံဖြစ်လာတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကပါကစ္စတန်တန်တမန်တယောက်ကအီရန်ဝန်ကြီးချုပ်အီရန်နိုင်ငံအကြီးအကဲတယောက်ကိုပြောတယ်တဲ့။အကယ်အစ္စရေးနိုင်ငံကနျူကလ িয়ার ပုံသုံးလာခဲ့ရင်ပါကစ္စတန်အနေနဲ့လည်းအီရန်နိုင်ငံကိုနျူကလ িয়ার ပုံထုတ်ပေးဖို့ဝင်လေးမှာမဟုတ်ဘူးသူဒီလောက်ထိပြောလာတာရှိတယ်။ ရှိတော့ပြောရလို့ရှိရင်လက်ရှိအနေထားမှာဒီခုနင်းကဟိုသတင်းတော့တယောက်ကနေပြီးတော့ဒီစီရေးနိုင်ငံကြီးတုံးတက်တဲ့ပညာရှင်တယောက်ကိုမေးတယ်တတိယကမ္ဘာစစ်ဖြစ်မှာလားတဲ့ဒါမှမဟုတ်တတိယကမ္ဘာစစ်ဖြစ်နေပြီလားတဲ့မေးတယ်မေးတော့အဲ့ပညာရှင်ကဘာပြောလဲဆိုတော့ this is not the third world war this is the world war of 2.5ဒုတိယကမ္ဘာစစ်တည်းလည်းမြင်းတယ်တတိယကမ္ဘာစစ်လည်းမြောက်သေးဘူး world war 2.5ဆိုပြီးဒီလိုတုံးတုံးသွားတယ်အဲ့တော့ဒီ world war 2.5ကနေပြီးတော့ ဝါဝါသတိဘလို့ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ကစောင့်ကြည့်ရမှာပေါ့ဗျာလက်ရှိအနေထားတော့ဒီပြဿနာတွေကတချို့သုံးသက်တာတော့နိုင်ငံရေးအရာတွဲဆုံဖြည့်ရှင်းခြင်းအရာပြီးသွားနိုင်တယ်လို့သုံးသက်ကြပေမဲ့အစ္စရေးနဲ့အာရက်ကဘာကရညိုးတွေကအခုမှစခဲ့တာမဟုတ်ဘူးအစ္စရေးကရောဒီတိုင်းဇပွဲဝိုင်းမှာပြီးသွားတာကိုလက်ခံမလားအစ္စရေးကအဲ့လိုပဲဟလာပါလက်စတိုင်းနေနဲ့လဲဇပွဲဝိုင်းမှာပြီးပြီးတော့စာချုပ်ချုပ်ခဲ့တယ်ဒါပေမဲ့ပါလက်စတိုင်းနေမျိုးတွေကိုလူတယ် ပါလက်စတိုင်းတွေကိုဟုတ်လားအားလုံးတွေ့တဲ့အတိုင်းပဲအခုဆိုရင်ဂါဇာမှာဘာဖြစ်နေလဲဒီလိုပဲဟစ်ဘိုလာနဲ့လည်းအစ္စရေးအစ္စရေးနဲ့ဒီလိုပဲတောင်းနေတယောက်သပွဲပေါ်မှာလက်မှတ်ထိုးခဲ့တယ်နောက်ဆုံးကျတော့လည်းအစ္စရေးသူကအားတလာတဲ့ခါမှာဟစ်ဘိုလာကိုအပြည့်ရှင်းလိုက်တာပဲအဲ့တော့အီရန်ကရောအစ္စရေးကိုဘယ်လောက်ယုံမလဲအကယ်၍ဒီဟာဒီအီရန်နဲ့အစ္စရေးပြဿနာဟာသပွဲပေါ်မှာပြီးသွားခဲ့တယ်ဆိုအဲ့တော့ဒီပြဿနာကဘယ်လိုပြီးမလဲဆိုတော့စောင့်ကြည့်ရမယ်ဒါပေမဲ့မှန်ပါတယ်မိတို့ပင်ဆိုစီကမူစပွဲဝိုင်းမှာပြီးသွားနိုင်တယ်လို့သုံးသက်လို့ရပေမဲ့ အီရန်ကအစ္စရေးကိုဘယ်လောက်ယုံမလဲအစ္စရေးကအီရန်ကိုဘယ်လောက်ယုံမလဲအဓိကအားဖြင့်အီရန်ကဒီဟာနဲ့ပတ်သက်ပြီးတော့တောင်းဆိုချက်တွေရှိလာနိုင်တယ်။ဘာကြောင့်လဲဆိုတော့အီရန်ဟာသူ့ရဲ့နျူကလ িয়ার ပရိုဂရမ်ကိုဆက်သွားမယ်။ဒါမှမဟုတ် okay နျူကလ িয়ার ပရိုဂရမ်ကိုဆက်သွားတာကို IAEA တို့အမေရိကန်တို့ကပိတ်ဆို့လာခဲ့ရင်အီရန်ကိုပိတ်ဆို့ထားတဲ့ပိတ်ဆို့မှုတွေအားလုံးကိုရုပ်သိမ်းခိုင်းတာလို့ဒါလို့နော်။စသည်အားဖြင့်အီရန်ကလည်းသူ့ရဲ့ဟုတ်လားနိုင်ငံရေးတောင်းဆိုချက်တွေနဲ့အဆုံးသက်သွားနိုင်တယ်။အကယ်၍ အီရန်ရဲ့နိုင်ငံရေးတောင်းဆိုချက်တွေအဓိကအပြင်အီရန်ကိုပိတ်ဆို့ထားတဲ့ဟာတွေကိုနောက်အုပ်စုတွေကပြန်ဖွင့်ပေးရမယ်ဆိုတာတွေဖွင့်ပေးလိုက်ရင်အီရန်ဟာနျူကလ িয়ার ဘုံးမပိုင်ပေမဲ့နျူကလ িয়ার ဘုံးပိုင်တဲ့ကဲသို့အရန်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်သွားပြီးတော့ဒီအစ္စရေးနဲ့အနောက်ကမ္ဘာကိုပုံစံတနည်းနည်းနဲ့ချင်းချောက်လာနိုင်တာပဲအဲ့တော့လက်ရှိအနေအထားမှာအမေရိကန်နဲ့နောက်အုပ်စုအစ္စရေးဟာအီရန်တောင်းဆိုလာမယ့်ဟာတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်တယ်လို့ပြောရင်းနဲ့ကျွန်တော်မြန်မာဟတ်တော့ရဲ့ အီရန်နဲ့အစ္စရေးပြဿနာသုံးသက်ချက်ကိုကျွန်တော်ဒီမှာဆုံးသက်ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဆုံးရပြည်ရင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မြစ်တာရက်ခံပေးရစေရှင်နောက်အစီအစဉ်မှာပြန်တွေ့ကြမယ်နော်